ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့တော့ကျွန်တော်တို့ဗီဒီယိုလေးတွေနည်းနည်းပြဆရိုက်တာပေါ့နော်ပြဆရိုက်တာဆိုတာအချားမဟုတ်ဘူးဒီနေ့ကကျွန်တော်ဟိုလိုသင်ခန်းစာတွေသင်မှာမဟုတ်ဘူးွာသလားဒီနေ့ကအဓိကဟွာတွေပဲသင်မှာသင်မှာတော့မဟုတ်ဘူးပေါ့နော်ပြောပြမှာပေါ့အဲဒီ theory ဘိုင်းလေးတွေမြန်မာတန်တဲ့ပတ်သက်တဲ့သိသိသိတာလေးတွေနည်းနည်းပါပါပြောမှာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒါ transportation အပီတီတာကိုသွားမယ်ဒါဂျာဂျာပေါ့နော်တီတာနဲ့ထန်တရာဂျာပေါ့ ဆိုတော့ temptation ကျွန်တော်တို့ပြီးသွားပြီဆိုတော့ temptation မှာတော့ပြောစရာတွေတော့တကယ်တော့များတယ်ဗျာတလားဘာလို့ဆို temptation ကတပုတ်လုံးကပြောမှဆိုလို့ရှိရင်ဒါဟို basis လဲဖြစ်တယ်ဒါ basis မှာမှကွာပြောမှဆိုလို့ရှိရင်ထန်တရားမှာကအတွေ့အဖက်နဲ့သဘောတရားတွေအများကြီးပါတယ်နောက်ပြောစရာတွေတော့အများကြီးပေါ့ဒါပေမဲ့ဒါလေးအကုန်လုံးကိုခုချိန်မှာပြောလို့ရှိရင်ဘာမှနားလည်မှာမဟုတ်ဘူးအဲ့ဒါသိကြတယ်ကျွန်တော်ဘယ်လောက်ပဲရှင်းပြရှင်းပြနားလည်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ ဒီຢာတွေကလူဆွဲကွာတလားကိုစားတင်တာလောက်ပဲစားတယ်ကိုစားတင်တာထက်ပိုပြီးစားမိလို့ရှိရင်အစာမကြေဖြစ်တတ်တယ်ဒါသဘောတရားပဲလေအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဟို knowledge ကွာကောင်းတယ်ရှာဖွေလေးလာတယ်စူးစမ်းတယ်ဆိုတာကောင်းတယ်ဒါပေမဲ့ကို့မှာရှိနေတဲ့ knowledge အခန့်နဲ့ကိုရှာဖွေစူးစူးစမ်းနေတဲ့အရာနဲ့ရတာဟိုဘယ်လိုပြောမလဲလုံလောက်မှုမရှိဘူးကွာတည်မလားအဆက်မှုမရှိဘူးဆိုလို့ရှိရင်ဘာမှနားမလည်ပဲနဲ့အကုန်လုံးရှန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်ဥပမာကျွန်တော်တို့ ဒါကုတ်တင်မှာပထမဦးဆုံးစပြီးလောက်တော့ရှိရှင် C double plus လောက်မှအခြေခံလောက် basis လောက်တက်မှတ်ထားတဲ့လူပြောက်ကအာတကယ် python လိုမျိုးနောက်ပြီးအခြားအခြားဒါကြီးမားတဲ့ programming language တွေပေါ့เนาะဒီ java လိုမျိုးအဲ့ဒါမျိုးတွေကိုသွားကင်လို့ရှိရင်ဒီလို advanced တွေ intermediate တွေလောက်မှရှိတဲ့ programming language တွေကိုသွားကင်ဘာမှနားမလဲသလိုပဲအာ loop ဆိုတာလည်းဘာမှမသိအဲဒါမျိုးပေါ့เนาะပြောမယ်ဆိုလို့ရှိရင်ဒါ integer ဆိုလည်းဘာမှမသိဒါမျိုးတွေပေါ့အဲ့လိုမျိုးဟို knowledge အခံမရှိတဲ့အတွက် ဒါလူတယောက်ကဟိုပူပူရှန်ဖြတ်သွားတာမျိုးတွေပေါ့နော်ဘယ်တော့နားရတဲ့တဲမဝင်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တစ်ဆင့်ရင်းစီပဲသွားအောင် step by step ပေါ့နော်ဒါမဲ့ weaver grid တော့ပုံစံတော့ရောက်ရယ်နော်အားလုံးနားလည်သွားကြမှာပါလောလောဆယ်တယ်ကတော့ဒါအချိန်ကာလဒီနေ့ကတော့ကျွန်တော်တို့ဘာသွားစပြောမလဲဆိုကျွန်တော်တို့စီးဝါးလေးနဲ့ပတ်သက်ပြီးစပြောမယ်အတိုင်းတော့ကတ်တယ် music တစ်ခုမှာကအခြေခံကစီးဝါးကအခြေခံပဲနော် music တစ်ခုရဲ့ basis က frame ကစီးဝါးပဲအဲလူတွေကတော့ပြောမယ်ဆိုလို့ရှိရင်အများကြီးတွေးမှာပေါ့နော် ဲထားပါတော့ကျွန်တော်တို့ဒီ music မှာ notes တွေကဒါ main ကြတယ်လို့အဲနောက်ဒါ chord က main ကြတယ်လို့အဲနောက်ထားပါတော့မြန်မာတန်ပါဆိုလဲအတွဲဖက်ပေါ့တန်ကြဟန်တာဘာညာသာကတွေပေါ့နော်ဒါတွေက frame လို့တယ်ဒါပေမဲ့တကယ် frame ကစီဝါပဲစီဝါဆိုတာ time မှာကွာ time and time ပေါ့နော်အဓိက time ဆိုတာအချိန်ပေါ့အချိန်ဆိုတော့စီဝါဆိုတဲ့သဘောတရားကျွန်တော်နာရီလက်တံလေးလဲနေတယ်လို့ပဲ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 8 something like that အဲ့လိုမျိုး तू ကဒီ timing တစ်ခုပေါ်မှာပုံမှန်လေးအချက်ရင်မှန်မှန်လေးသွားနေတာကို तू ကစီးွားလို့ခေါ်တယ်နာယီလို့ခေါ်တာပေါ့နာယီပေါ့နာယီစီးပေါ့အဲအဲ့တော့ဒီနာယီလေးပုံမှန်လေးလက်တန်လေးလဲနေတယ်လို့မျိုး second လက်တန်လေးကျွန်တော်တို့လဲနေတယ်လို့မျိုး second လက်တန်တစ်ခုရဲ့လဲတဲ့အချိန်ကဒါပထမဒါဟုတ်သဘောတရားပြောတာနော်ပထမ second နဲ့ဒုတိယ second နဲ့ကြာမှာဒါ 1နာနိုစက္ကန့်ချားတယ်ဆိုဒီတစက္ကန့်တစ်စက္ကန့်ချားမှလဲ1နာနိုစက္ကန့်ပဲချားတယ်ပြောလို့ဆိုရင်ကွာပထမစက္ကန့်နဲ့ဒီတစက္ကန့်ချားမှ1နာနိုစက္ကန့်ချားဒီတစက္ကန့်တတိယစက္ကန့်များမှ2နာနိုစက္ကန့်ချားလို့ဆိုတာမရှိဘူး तू ကပုံမှန်နည်းမှန်ပေါ့နော်ပုံမှန် तू timeline တစ်ခုပေါ်မှာသွားနေရ timeline ဆိုတာဒီကျွန်တော်တို့အချိန်မြင့်ပေါ့နော်အချိန်မြင့်ပေါ့ဒါအချိန်ရဲ့ဒီ dimension ဒီ timeline တစ်ခုပေါ်မှာကျွန်တော်တို့ဒါဘယ် music မဆိုအဲ့ပေါ်မှာပဲအလုပ်လုပ်တယ်နော်အဲ့တော့ဒါ ဒါတွေကတော့ချွင်းချက်တွေတော့အမျိုးမျိုးရှိတာပေါ့နော်ဒါကကျွန်တော်အခုပြောတာကကျွန်တော်ဒီပုံမှန်စီးပွားရဲ့နေရီချင်းကိုပဲကျွန်တော်တို့ကပြောနေတာဒီလိုမဟုတ်ဘဲနဲ့မာဂီတာမှာဆိုလို့ရှိလို့ရှိရင်ဒါအတွေ့ဆိုတာတွေရှိသေးတယ်အဲ့အတွေ့ဆိုတာတွေကျတော့တည်တံ့ဒါတွေကျတော့စီးပွားရဲ့ timeline မရှိဘဲနဲ့စီးပွားကိုဖြတ်ပြီးသွားတဲ့ဒါ music ပေါ့နော်အဲ့ဒါကျတော့ဒါဆွဆွဲငင်ငင်ပြုတ်ဆိုရတဲ့ music တင်မှာပါသွားတာပေါ့နော်ဒါထားပါတော့ဒါတွေကတော့ loss ရဲ့အသိပို့မလို့သေးဘူးအချိန်ကကျစသုံးဖို့လို့မှာတော့ဒါဒီ knowledge တွေကအရင်မလို့ဘူးဒါတွေပြောလို့ရှိရင်ဟုံသွားလိမ့်မယ်အဲ့တော့ ဗလောစတဲ့တီးရမှာစီဝါကသရှင်တပုတ်ကဖရိန်ဖြစ်တယ်ဒီသရှင်တပုတ်ကအဓိကဟိုအမြန်နှုံးအနှေးနှုံးနဲ့သရှင်တပုတ်က move နဲ့ရတာကိုထိမ့်သိမ့်ပေးနေတာစီဝါနဲ့ဒီ time timeline ကထိမ့်သိမ့်ပေးနေတာပေါ့နော်ဒီအချိန်မြင်းချောင်းကဒီအချိန်ကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်စီစဉ်မှုလေးတခုကထိမ့်သိမ့်ပေးနေတာဒါဟုတ်ပြီလို့တယ်အဲ့တော့သရှင်တပုတ်မှာအချိန်ကစီဝါဖရိန်ကစီဝါအဲ့တော့အဲ့စီဝါကိုနားမလည်ပဲနဲ့သရှင်တပုတ်ကဘလို့မှ professionally မတီးနိုင်အောင်အဲ့ဒါသိကြတယ်ဘာလို့လဲဆိုတော့ တချင်းတစ်ပုတ်ကိုတီးရဲဆိုတာတယောက်ထဲတီးရမှာမဟုတ်ဘူးကွာတင်လားတယောက်ထဲတီးရမယ်ဆိုရင်လည်းအနည်းဆုံးတော့စီးပွားတော့ပါတယ်အဲ့တော့စီးပွားနဲ့ပဲတီးတီးဒါခြေလုံးပဲအာရကွင်းဟလာဒါဘုံလေးနှဲလေးဘာကြီးညာလေးပေါ့နော်ဒါတွေနဲ့တီးမဲ့တော့မယ်ဆိုလို့ရှိလို့ရှိရင်ဒီစီးပွားတစ်ခုရဲ့ frame နဲ့ဒီစီးပွားရဲ့ timeline ကိုနားလည်ထားမှာဒါတွေကဟိုအဆင်ပြေလိမ့်မယ်နော်အဲ့တော့ကွာတီးရမှာပဲ music ပဲဖြစ်ဖြစ်စီးပွားရဲ့ဒါ line တစ်ခုပေါ်မှာစီးပွားရဲ့ စီစဉ်မှုတစ်ခုပေါ်မှာပဲလိုက်ပါစီစဉ်နေတယ်ဆိုတော့ကိုကသိဖို့လိုတယ်အဲ့ဒီတော့ဒါကတော့အခြေခံတော့ပေါ့နော်ဒါကတော့ဒီစီဝါက music မှာဘာကြောင့်အရေးပါလဲဆိုတာဒါကတော့ပြောမယ်ဆိုရင်ဒါက universal เนาะဒါအကုန်လုံးမှာအကျုံးဝင်တယ်မြန်မာတန်တစ်ခုတည်းမှာလည်းမဟုတ်သလိုနောက်တိုင်းတစ်ခုတည်းမှာလည်းမဟုတ်ဘူးဒါဘယ် music ပဲကိုပဲတင်တင် timeline ဆိုတာအများတန်းရှိတယ်เนาะအဲ့ဒါသိဖို့လိုတယ်ဒါတစ်ခုကဲတော့နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ထပ်ပြောရမှာစီဝါအမျိုးအစားတွေမြန်မာတန်မှာ ဒါကျွန်တော်တို့ကဒီဟာကကျွန်တော်နောက်တိုင်းနဲ့မဆက်နိုင်တော့ဘူးเนาะမြန်မာတန်ပြီးရမှဖြစ်သွားပြီမြန်မာတန်မှာဒါအကြံပြင်းအားဖြင့်အတုံးအများဆုံးပေါ့เนาะ main စီးဝါးကဒါကျွန်တော်တို့သုံးမျိုးရှိတယ်နံပါတ်1ဝလက်စီးနံပါတ်2နရီစီးနံပါတ်3စုံစီးဟုတ်ပြီเนาะဝလက်နရီစုံသုံးမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီသုံးမျိုးမှာမှာအခုလောလောဆယ်ကျွန်တော်တို့စပြီးတော့ဒါလေ့လာအားမှာကျွန်တော် ဝက်လက်စီကိုကျွန်တော်တို့အရင်ဆုံးစပြီးလေ့လာရမယ်ဝက်လက်စီဝါလက်စီပေါ့ဗျာเนาะဆိုတော့ဝါလက်စီဆိုတာကကျွန်တော်တို့ကစီတစ်ချက်ဝါတစ်ချက်ခဏလေးကျွန်တော်တိပြမယ်เนาะစီတစ်ချက်ဝါတစ်ချက်စီဝါပြရဝါခဏလေးเนาะโอเคအဲ့တော့ရပြီเนาะအဲ့တော့ကျွန်တော်တို့ကဒါစီဝါဆိုလို့ရှိရင်ခုနကပြောတာဝက်လက်စီပေါ့เนาะဝက်လက်စီဆိုတာကစီတစ်ချက်ဝါတစ်ချက် c တစ်ချက် y တစ်ချက်ပေါ့နော်သူက c ရတစ်ချက် y တစ်ချက်အဲ့ဒါလေးကိုပဲပုံမှန်လေးတည်နေရ c y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  ပေါ့နော်ဒါကိုပုံမှန်ဆိုတာ wallet လို့ခေါ်ပါတယ် wallet ဆိုတာ c တစ်ချက် y တစ်ချက်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 ပေါ့နော်အဲ့တော့ cinewa cinewa စီနေဝါစီနေဝါတဒါဒါကိုဒီသင်းနေမှာတိမဲ့ဒါအဲ့လိုဟာမျိုးဒါတော့ဝက်လက်စီလို့ခေါ်တာပေါ့နော်အဲ့တော့ဝက်လက်စီကိုဘယ်လိုသင်းအမျိုးအစားတွေမှာသုံးလဲဆိုတော့ကြည့်မယ်အဲ့တော့ဝက်လက်စီကိုကျွန်တော်တို့အများဆုံးသုံးတာတွေ့ရတာကတော့ကျိုးသင်းနေမှာပေါ့နော်ကျိုးသင်းနေကတော့အားလုံးကိုဝက်လက်စီနဲ့တီးပါတယ်ကျိုးသင်းနေမှာတခုမှချွင်းချက်မရှိကျိုးသင်းမှာလည်းအားလုံးဝက်လက်နဲ့ပဲသွားရတယ်ပေါ့နော်အဲ့တော့ကျိုးသင်းနေအားလုံးဝက်လက်နဲ့တီးပါတယ်နောက်ပြီးတော့ ဒါကကျွန်တော်တို့ကမဟာဂီတအဝန်းဝန်းနဲ့မှာပြောတာပေါ့နော်အပြင်အခြားသချင်းတွေမပါပါဘူးကျိုးသချင်းတွေအကုန်လုံးဝလန်းနဲ့တီးတယ်နောက်ပြီးလို့ရှိရင်သချင်းခန့်နေမှာအချို့သချင်းတွေဝလန်းနဲ့တီးတာရှိတယ်ဥမာဒါကျွန်တော်တို့ဟိုပြပြမင်းမောင်းရဲ့နောက်ပိုင်းသဆိုလားဝလန်းနဲ့တီးတာမျိုးတွေရှိတယ်ကွာဒါကတော့ဒါချွင်းချက်ပေါ့နော်ချွင်းချက်လေးတော့နေရာတိုင်းမှာရှိတာပေါ့နောက်ပြီးလို့ရှိရင်ဒါအချို့သချင်းမှာဆိုလို့ရှိရင်ဝတ်တော်ယုံကျိုးလို့ခေါ်တယ်ရှူတိုင်းတာဆွားရတို့ဒါနောက်ဟိုရှိပါသေးတယ်အခြားသချင်းတွေပေါ့နော်အဲ့လိုဝတ်တော်ယုံကျိုးတွေပေါ့အတိုင်းမသိရှူဖုံးတော်တို့နောက် ါအမှန်ကြောင်တင်စားတော့เนาะနောက်ပြီးတော့ရှင်ဒါအဲ့အဲ့လိုပေါ့เนาะအဲ့လိုအဲ့တရှင်းနေဆိုလို့ရှိလို့ရှင်လည်းဒါဟိုဟာနဲ့ပေါ့ wallet နဲ့တီးပါတယ်နောက်ပြီးလို့ရှင်ဒါ wallet နဲ့တီးရခြင်းနေဆိုလို့ရှင်ပပြိုးထဲမှာလည်းအချို့သရှင်းတွေရော wallet နဲ့တီးတာရှိရဲ့ဥပမာကျွန်တော်ထွန်းလင်းလျက်လက်လို့လို့ပေါ့เนาะအဲ့လိုသရှင်းမျိုးလေးတွေ wallet နဲ့တီးတာရှိရဲ့အဲ့တော့ wallet တွေရောအသုံးတော်တော်တော်များတယ် wallet နဲ့တီးတဲ့သချင်းတော်တော်များများကအချွတ်အမြူတီးတဲ့သချင်းတွေဆိုလို့ရှိရင်အများစုက wallet နဲ့တီးကြတယ်ပေါ့နော်အဲ့တော့အချိုးသချင်းတွေက wallet နဲ့တီးတာဖြစ်တဲ့အတွက်အခုကျွန်တော်တို့ပြောတဲ့ ခုကျွန်တော်တို့သင်နေစားဖြစ်တဲ့ဒါဟိုဟိုပါပေါ့ကျိုးပေါ့နော်ကျိုးသချင်းတွေပေါ့ဒါထန်တရားတည်ရှင်သီရာတရားဝေးပါထုတ်တလားပုံဆောင်ဇေယျပညာပညာဒါတွေကကျိုးမျိုးစားဖြစ်တဲ့တော့ဒါတွေလည်းအားလုံးဝက်လက်နဲ့ဝက်လက်နဲ့ပဲတည်ရမှာဖြစ်ပါတယ်အဲ့ဒါကိုဒါကျိုးပြီးတော့တိထားဖို့လိုတယ်ပေါ့နော်ကျွန်တော်လည်းပြောတော့ပြောထားပြီးနေတူပါတယ်ဒါပေမဲ့ဒါထပ်ပြောတာပေါ့နော်ထပ်ပြီးတည်ပြီးပါအဲ့တော့ဒါဒီကျိုးသချင်းတွေအားလုံးကဝက်လက်ဝက်လက်နဲ့တည်တာဖြစ်တယ်โอเคအဲ့တော့ဒါကတော့တမျိုးပေါ့နော် နောက်တစ်မျိုးကကြတော့ကျွန်တော်တို့နေยีစီးလို့ခေါ်ပါတယ်။နေยีဆိုတော့နေยีဆိုတာဘာကိုပြောတာလဲ။နေยีစီးဆိုတာကစီးနှစ်ချက်ဝါတစ်ချက်စနစ်နော်။စီးနှစ်ချက်ဝါတစ်ချက်ခုနကဝလက်ကစီးတစ်ချက်ဝါတစ်ချက်စီးတစ်ချက်ဒါတော့ကြတော့လို့မဟုတ်ဘူးစီးနှစ်ချက်ဝါတစ်ချက်စီးနှစ်ချက်ဝါတစ်ချက်အဲ့ဒီမှာစီးနှစ်ချက်ဝါတစ်ချက်ကဘလို့စနစ်နဲ့ဒီလဲဆိုတာရှိသေးတယ်။ तू ကစီးနှစ်ချက်ဒီလိုက်တယ်။အဲ ်ပြီးရင်ကြားမှာတောက်ဆိုပြီးတစ်ချက်စာခဏနားတစ်ချက်စာနားရတယ်အဲ့အချိန်မှာကျွန်တော် silent ဖြစ်နေရမယ်အဲ့အချိန်မှာဘာမှမတီးဘူးနော်ထွန်းထွန်းကြစ်အဲ့ကြစ်ဆိုတဲ့တနေရာစာနားရတယ်ကြားမှာနော်ပြီးတော့မှတောက်ဆိုပြီးဝင်တယ်နော်အဲ့တော့ကြည့်မယ်ထွန်းထွန်းကြစ်တောက်ဟောဝင်နော်အဲ့ဒါဒီကြစ်ဆိုတဲ့တနေရာကြားမှာလွတ်ထားပေးရတယ်နရီစည်းအားလုံးနဲ့ထုံးစံနော်အဲ့တော့ကြစ်ဆိုတဲ့တနေရာကိုလွတ်ပါတယ်အဲ့တော့ထွန်းထွန်းကြစ် တောက်နောက်တစ်ခါထွန်းထွန်းချစ်တောက်ဟုတ်ပြီနော်သူ့ရဲ့ပုံစံကွာဒီတိုင်းပဲသူကချွန်းချွန်းတစ်ချက်တီးတယ်ပြီးရင်ချက်မှာချစ်တစ်ချက်နားတယ်ပြီးရင်တောက်လာတယ်နော်အချို့ကျတော့ဆိုင်းနေမှာဆိုရင်တော့ချွန်းချွန်းချွန်းချစ်တောက်အဲဒါမျိုးလေးတွေသွားရှိတယ်ဒါပေမဲ့ဒါကတော့ပုံမှန် standard နေရီမှာတော့အဲ့လိုမရှိဘူးအဲ့လိုနေ standard ပုံမှန်ကျွန်တော်တို့သုံးနေဆွဲနေကြဒါနေရီမှန်မှာတော့ချွန်းချွန်းချစ် တောက်เนาะจิตကတစ်ချက်ကလွတ်ထားရယ်เนาะဈာမတိထားမိလာအဲ့တော့ချွန်ချွန်နဲ့တောက်ွယ်ဈာမဈာမတစ်ချက်ကြံခဲ့ရယ်เนาะအဲ့တစ်ချက်ကိုကျွန်တော်ဘာမှမတီးပဲစမ်းနဲ့ထားပါတယ်အဲ့တော့ချွန်ချွန်จิตတောက်โอเคချွန်ချွန်จิตတောက်ဟုတ်ပြီလားရှင်းလားเนาะအဲ့တော့ဒါကတော့နေကြီးနေကြီးလက်ဒီတိုင်းပဲနေကြီးလက်ဒါသချင်းနေကြီးပြည့်သချင်းအမျိုးအစားတွေဆိုလို့ရှိရင်ဒါဘွဲ့ပေါ့เนาะဘွဲ့သချင်းခန့်ပပျိုးယူရီယာမွန်ဒိန်း လော့ကက်နဲ့နောက်ပြီးတော့အဲဒီလောက်ပါပဲအဲအဲ့အဲ့သချင်းတွေကတော့အများစုအများစုနေရည်နဲ့တီးတယ်ပေါ့နော်ဒါပေမဲ့အချို့ချင်းချက်လေးတွေရှိပါတယ်ဒါယူရီးယားလေးမှာဆိုလို့ရှိရင်အချို့ချင်းချက်တွေမှာစုံနေတီးရယူရီးယားတွေရှိတယ်ဒါပတ်ပြိုးမှာဆိုလည်းဝလက်နဲ့တီးတဲ့ပတ်ပြိုးတွေရှိတာမျိုးစုံပေါ့နော်ဒါပုံမှန်တော့မရှိဘူးဒါကတော့မာဂီတာအဝန်ဝိုင်းတွေမှာပြောတာပေါ့ကာလာဘော်တွေမှာဆိုလို့ရှိရင်တော့ဒါနေရည်တွေစုံနေဝလက်တွေကပုံမှန်မရှိဘူးသူသချင်းတွေတော့တီးကျင်တယ်လို့တီးကြတာကျွန်တော်တို့ကတော့မာဂီတာသမားဖြစ်တဲ့အတွက် ပုံတွေပြောလို့ရတာပေါ့နော်။ဒါကျွန်တော်ကမာဂီရပဲဥတီပြောမှဖြစ်တဲ့အတွက်ဒါပါပဲ။ဒါလောက်ပဲစီးဝါးကရှိတယ်။ဒါပြီးလို့ရှိရင်စုံစည်းစွာရှိသေးတယ်နော်။စုံစည်းကြောင့်ပြောရအောင်မယ်။စုံစည်းကစုံစည်းရောလော်လေးပါစုံတီးတာစီးပေါ့။စုံစည်းနဲ့ဝါးကိုစုံတီး။နော်။ဟုတ်ပြီလား။ဒါပဲ။ဘာမှခိုက်ခဲမဟုတ်ဘူး။ဒီစီးနဲ့ဝါးကိုစုံတီးပြီးတော့ပုံမှန်လေးတွားနေရပါမယ်နော်။ဒါကိုကြတော့စုံစည်းလို့ခေါ်တယ်။ဒါကိုကြတော့ဘယ်သချင်းတွေမှာသုံးလို့ယူရီးယားတွေမှာသုံးပါတယ်။ယူရီးယားတွေမှာမှာကြောက်မှာပေါ့။ တဲ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 နော်ညမန်ခီရီသီလာတောင်းစာမျိုးတွေညမန်ခီရီသီလာတောင်းလို့နောက်ပြီးလို့ရှိရင်ဒါဘူနေနေပြောဘူပြောနေပြောနေပြောပြောနေပြောနေပြောနေပြောပြောနေပြောနေတဲ့တူထက်နေဘူနေပြောဘူနေဘူပြောနမ်မုံတဲတဲတဲဒီဟာဘွေးစွာ ဒီလိုသချင်းတွေမှာတုံးတယ်နောက်ပြီးတော့ထွေဆန်းဆန်းเนาะကုတန်မြိုင်းကြီးဆိုတာမျိုးတွေဒါတွေမှာတုံးပါတယ်နောက်ပြီးလို့ရှိရင်ဒါကျွန်တော်တို့ဒီရေပြောပြောနေဘူးစောသွင်းမြူပါเนาะဟန်တာဘွေလေးရွှေနှံဦးဟန်တာเนาะဒီလိုလေးပြေစောသွင်းမြင်းမြင်းတက်ရိုးရရပါเนาะဒီလိုသချင်းတွေမှာတုံးတယ် ောက်ပြီးလို့ရှိရင်အဲ3တော့3ကြပါတယ်ကျွန်တော်လည်းတကူရင်းစီတော့အကုန်လိုက်မမှတ်မိတော့ဘူးပေါ့နော်အထူးသဖြင့်တော့ယူရီးယားတွေမှာတော့အဓိက3တယ်နော်ဒါအနောက်ပြီးလို့ရှိရင်ဗာလေအဲမော်ယုံဟင်ဝန်ဘူတက်တက်တက်ဘူနေဘူနေပြောဘူးပြောပြောပြောစားအဲ့မော်ယုံဟင်ဝန်တော်မြန်စုံတော့ပါတော့အဲ့ဒါတွေမှာလည်းဒီစုံစည်းနဲ့ပဲသွားတယ်ပေါ့နော်အဓိကယူရီးယားသချင်းတွေမှာပဲအဓိက3တယ်ပေါ့နော်ဒါပေမဲ့အချို့ယူရီးယားတွေမှာဥမာကျွန်တော်တို့ဒါဟိုရင်တေပုံမာတို့လိုနောက်ပြီးတော့ဒါဇာတိအနာတို့လိုသချင်းတွေမှာတော့ဒါအ ဲဝလက်တွေနရီတွေဇုံတွေကိုမျှပြီးတည်ရတဲ့ရှင်တွေရှိပါတယ်။ဒါကြတော့ချွင်းချက်ပေါ့နော်။ဒါအချို့အချို့တွေတော့ရှိတာပေါ့။အဓိကတည်ရမှာကတော့ဒီလောက်ပါပဲ။စီဝါမှာဒီ၃ခုပဲအဓိကတည်တယ်။ကြံနာတွေကတော့အဲမတစ်ချက်လွတ်စည်းတို့ဘာလို့ညာတော့ရှိတာပေါ့နော်။ခုတ်စည်းဘာညာပေါ့။ဒါတွေကတော့သိသိဖို့မလိုဘူး။ဒါတွေကဆိုင်းသမားမဟုတ်ရင်အလားတော့မလိုဘူးတကယ်နော်။ဒါပေမဲ့ဟိုလေးလာထိုင်းတော့ကောင်းတာပေါ့ဗျာ။လေးတော့လေးလာကြကျွန်တော်တို့အများကြီးမပြောတော့အချိန်ကြီးအများကြီးကုန်သွားဆုံး။အဓိက DC တို့၃မျိုးနားလိုက်ရင်ရပြီ။အဲ့တော့ဒါအခြေခံ C ဒီအကြောင်းပေါ့နော် အဲ့တော့ကျွန်တော်တို့ကဒီနေ့အခြေခံစီးတွေအကြောင်းကျွန်တော်ပြောပြပြီးနောက်နေ့ကြလို့ရှိရင်အဲ့စီးဝါးတွေရဲ့တိခတ်ပုံနဲ့ဒါဒုံးဆိုတဲ့အကြောင်းလေးဒုံးလေးတွေနောက်ပြီးလို့ရှိရင်စီးဝါးရဲ့အခြေခံဥပဒေတာလေးတွေကျွန်တော်ပြောပါမယ်။ Okay အဲ့တော့ဒီနေ့ဗီဒီယိုတော့တော့ပဲနားပါမယ်ခင်ဗျာ။နားမနေတာရှိရင်မေးမယ်။ဟုတ်ပြီနော်အဆင်မပြေရှိရင်ပြောမယ်။ Okay အဲ့တော့မင်္ဂလာပါဘို့နော်